ားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံပြင်လေးကတော့ကြောင်တက်ပြင်းသောကောင်မလေးမိမိဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ငါအေးချမ်းလာတဲ့ရွာလေးတွေ့ရမှာမိမိဆိုတဲ့ကောင်မလေးတယောက်လည်းနေထိုင်တာပေါ့ကွယ်မိမိဟာကောက်ကွေးနေတဲ့အနက်ရောင်စပင်လေးတွေနဲ့အတူဝိုင်းဆက်နေတဲ့မျက်လုံးလှလှလေးတွေကိုလည်းပိုင်ဆိုင်ထားတာပေါ့ သူမဟာတိတ်ကိုရှစ်ဆန်ကောင်းတဲ့ကောင်မလေးတယောက်ပေါ့ကွယ်ဒါပေမဲ့မိမိမှာကြောင်းလုံးဝမတက်ရှင်တဲ့ပြဿနာလေးတစ်ခုတော့ရှိနေတာပေါ့မနေ့တိုင်းမနေ့တိုင်းမှာသူမရဲ့မိမိကကြောင်းသွားဖို့အတွက်မိမိကိုအဲ့ရကနှိုးလေးရှိတဲ့ကွယ်သမီးလေးမိမိရဲ့ကြောင်းသွားဖို့အချိန်ရောက်ပြီနော်အဲ့ရကထားတော့လေ ။သမီးချောင်းကမသွားချင်ပါဘူး။စာတင်ချောင်းကတိတ်ကိုပြင်းစရာကောင်းတယ်မမီရဲ့။မမီရဲ့အမေကကြောင်းသွားဖို့အတွက်နှွေးထွေးတဲ့အပြုံးတွေနဲ့ရှော့ပြီးပြောပေမဲ့လည်းမမီကတော့လုံးဝကိုလက်မခံမှုရက်ကွယ်။သမီးချောင်းကိုရောက်သွားတဲ့အခါကြလို့ရှင်ရင်တငယ်ချင်းသစ်တွေနဲ့ရမယ်။အချောင်းရသစ်တွေကိုလည်းတင်ကြရမယ်။ပြီးတော့တငယ်ချင်းတွေနဲ့အတူတူကစားရတာလည်းသိက္ခာပြောကြကောင်းနေမှာ။ မသွားရှင်ဘူးမမေတမီးအိမ်မှာပဲနေပြီးတော့ကြောင်ကလေးမမုံနဲ့ပဲဆောက်ရှင်နေမိမိရဲ့အမေကဘလို့ပဲလျှော့ပြီးပြောပြောမိမိကတော့ကြောင်တက်ဖို့အတွက်လုံးဝကိုညှင်းဆက်နေတော့တာပေါ့ကွယ်ဒါကြောင့်သူမရဲ့မိမိကမိမိကြောင်တက်ရှင်လာဖို့အတွက်ဘလို့လုပ်ရင်ကောင်းမလဲဆိုတာကို တွေးတောကြံစီနေတော့တာပေါ့ ချိန်မှာတော့မိမိကိုကြောင်းတက်ရှင်လာဖို့အတွက်ဖိအားမပေးဘဲနဲ့တဖြည်းဖြည်းချော့ပြောဖို့ကိုပဲစုံဖြတ်လိုက်တယ်ကွယ်ကြောင်မတဲရတဲ့မိမိကတော့တိတ်ကိုပျော်ရွှင်နေတာပေါ့။သူမဟာသူမရဲ့ကြောင်ကလေးမုံမုံနဲ့ကစားတယ်။ပုံလှလှလေးတွေဆွဲတယ်။ဗိုက်စားလာတဲ့အခါမှာတော့ကွတ်ကီးလေးတွေစားတာပေါ့။တိတ်ကိုပြည့်စုံပြီးတော့ပျော်ရွှင်စရာကောင်းတဲ့နေ့လေးဖြစ်နေတော့တာပေါ့ကွယ်။ နောက်တနေ့မနက်မှလည်းမိမိရဲ့အမေကကြောင်းသွားဖို့အတွက်အိယာကနေသူမကိုနှိုးပြန်တာပေါ့ဒါပေမဲ့မိမိဟာအခုချိန်ထိကြောင်းမသွားရှင်သေးဘူးလို့ပဲပြောနေတော့တာပေါ့ကွယ်ဒီနေ့မှတော့မိမိဟာအိမ်မှာနေရတာပြင်းစရာကောင်းတယ်လို့စတင်ပြီးတော့ခံစားလိုက်ရတဲ့ကွယ်မိမိဟာသူမရုပ်တွေအားလုံးနဲ့လည်းကစားပြီးပြီ ကြောင်ကလေးမမောကလည်းကစားရတာပင်မပြီးတော့အိပ်ပျော်နေပြီတဲ့ကွယ်ပြီးတော့သူမရဲ့ပုံဆွဲစာအုပ်လေးကလည်းစာမျက်နှာတိုင်းစာမျက်နှာတိုင်းမှာပုံဆွဲပြီးသားဖြစ်နေပြီတဲ့ကွယ်ဒီလိုနဲ့မိမိဟာသူမရဲ့အိမ်ပြင်ဝါမှာရက်နေတုန်းမှာပဲသူမရဲ့တငယ်ချင်းလီလီဟာเจ้าကနေအိမ်သို့ပျော်ပျော်ရွှင်ရွှင်နဲ့လမ်းလျှောက်ပြန်လာတာကိုတွေ့လိုက်ရတဲ့ကွယ် ်ပြီးတော့လီလီရဲ့အင်ဂျီမှာလည်းရွှေရောင်ကျဲပွင့်ကလေးတပွင့်ကိုကတ်ထားတဲ့ကွယ်လီလီရေမင်းအင်ဂျီဘော်ကကျဲပွင့်ကလေးကဘယ်ရရတာလဲဆရာမမင်းရဲ့မိန်းကုံးနဲ့အားလုံးကိုဖြစ်နိုင်တဲ့အတွက်ဆရာမကငါ့ကိုဆူရှာလိုက်တာလေမိမိဟာရွှေရောင်ကျဲပွင့်ကလေးရလာတဲ့လီလီကိုအားကြစိတ်ကလေးဖြစ်လာတော့တာပေါ့ကွယ် နောက်တနေ့မနက်မှာတော့မိမိဟာမနက်စာစားဖို့အတွက်စပွဲခုံမှာထိုင်ဆောင်နေရင်းနဲ့မိမိစာသင်ကျောင်းဆိုတာသမီးတို့အတွက်တကယ်အရေးကြီးတယ်လို့ထင်သလားယဒါပေါ်သမီးရဲ့စာသင်ကျောင်းဆိုတာဟာသမီးအတွက်တကယ်ကို လိုအပ်နေတဲ့ဥယျာဉ်လေးတစ်ခုပါပဲသမီးကအဲ့ဒီဥယျာဉ်လေးကို သွားလေလေသမီးရဲ့အုံနောက်ကကြီးထွားလာလေပဲပေါ့ဒါဆိုရင်ဒီနေ့သမီးကျောင်းသွားလို့ရမလားမိမိ ။တက်ရတာပေါ့သမီးလေးရဲ့မေမေဝမ်းတန်လိုက်တာ။ဒီလိုနဲ့မေမေဟာကျောင်းသွားဖို့အတွက်စတင်ပြင်ဆင်ပြီးတော့ကျောင်းသူစိတ်လှချစွာနဲ့ရောက်လာတော့တာပေါ့ကွယ်။တငယ်ချင်းတွေအားလုံးကလည်းမေမေကျောင်းပြန်လာတတ်တဲ့အတွက်ဝမ်းသာပျော်ရွှင်နေကြတာပေါ့ကွယ်။အဲ့ဒီနေ့မှာပဲမိမိဟာတငယ်ချင်းတွေနဲ့အတူတူပုံမြင်စာအုပ်တွေဖတ်တယ်ပုံဆွဲတယ် ပြီးတော့ခက်ခဲတဲ့ပုံစံတွေကိုတောင်မှကုညီပြီးတော့ဖြည့်ရှင်းခဲ့ပေးသေးတယ်ကွယ်။ညနေကျောင်းဆင်းခန်းနေချိန်ကို ရောက်လာတဲ့အခါမှာတော့မီမီရဲ့အတန်းပိုင်ဆရာမကမင်းဒီနဲ့အကောင်းဆုံးစူးစမ်းခဲ့ပါတယ်ဟုဆိုပြီးတော့မီမီရဲ့အင်ဂျီမှာငွေရောင်ကျဲပွင့်လေးတစ်ပွင့်ကပ်ပေးလိုက်တယ်ကွယ်။အဲ့ဒီနေ့ကနေစပြီးတော့မိမိဟာကြောင်ကလေးမုံမုံနဲ့ဆော့တယ်ပုံဆွဲတယ် ကွတ်ကီးတွေစားတယ်အဲ့ဒါတွေအပြင်ကြောင်းတက်ရတာကိုလည်းပျော်ရွှင်လာတော့ပေါ့ကွယ်စာသင်ကျောင်းမှာအသစ်အသစ်တွေကိုတင်ယူရတယ်တငယ်ချင်းတွေလည်းအများကြီးရှိတယ်ဆရာဆရာမတွေကလည်းနှွေးထွေးကျင်လာတယ်ဆိုတာကိုမိမိသိလိုက်ရပါပြီခုတခါမှာတော့မိမိကိုကြောင်းသွားဖို့အတွက်အိယာကနှိုးစရာမလိုတော့ပါဘူးမိမိကကြောင်းသွားဖို့အတွက်အမြဲတမ်းအဆင်သင့်ဖြစ်နေခဲ့ပါပြီ ပုံမြင်လေးကတော့ဒါပါပဲကွယ်။နောက်ရက်တွေမှာလည်းဘလို့ပုံမြင်လေးတွေတင်ဆက်ပြုံးမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။